မြတ်စွာဘုရားသောယဟန်တို့ဝိထုယရဝဒွားယေသူအစာကြည့်သောဣတိယဒေသနာတော်ကိုမြတ်စွာဘုရားသည်ဒေရဝန်ကြောင့်တို့၌နေတော်မူခြင်းမြတ်စွာဘုရားသောယဟန်တို့ကိုအကြောင်းပြု၍ဟောတော်မူလေ၏တဏိတ၌သုံးချိန်မြအတိုင်းခြေရှိကုန်သောယက်လေးမျက်နှာ၌နေကုန်သောယန်းတို့သည် လာကြ၍မြတ်စွာဘုရားကို ရှင်ကိုလျက်နေထိုင်ကြကလေကုန်၏ရှင်သာရိပုတ္တရာမရေတီထိုယန်းတို့၏အရဟတဘူရာကြောင့်ဥပနိဒိယကိုမြင်တော်မူ၍ မြတ်စွာဘုရားကို ရှင်းကပ်ကရက်လျက်သားလျင်ဤပြည့်တနာကိုမေးမြန်းတော်မူလေ၏ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားနှစ်ပါးသောတရားတို့ဟူ၍ဆိုအပ်ကုန်၏နှစ်ပါးသောတရားတို့သည်ဘေဘာနိဖရာဟုမေးလျှောက်လေ၏ဒုက္ခရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာတမထာနှင့်ဝိပဿနာတို့ကိုနှစ်ပါးသောတရားတို့ဟူ၍ဆိုအပ်ကုန်၏ဟုမိန့်တော်မူပြီးလျှင်ဤကားတာကို ဟောကြားတော်မူလေ၏ယရာတော်ယေသူဓမ္မေသူပါရကုဟောတိပြမနော အထသတပိတံယောဂအထံကိသန္တိသနသာနတော်ယရာချင်းက၌ပြမနောအပပြုအပီသောမကောင်းမှုရှိသောယနာသည်ဓဝရေသူနဘာပြာရှိကုန်သောဓမ္မေသူတမရဝိပဿနာတရားတို့၌ပါရကုအတိညာပြီးဆုံးသို့ရောက်သည်ဟောတိဖြစ်၏အထာတို့က၌သာနတော်တည်သော အတ္တထုယနာတဘာတံယောဂာလုံးစုံကုန်သောတံယောဇဉ်တို့သည်အထံရှုပ်ရှင်းသောကိသန္တိရောက်ကုန်၏ဒေသနာတို့၏အဆုံး၌အလုံးစုံသုံးကြိမ်မြအတိုင်းရှိရှိကုန်သောထိုယန်းတို့သည်အရဟတဘု၌တည်ကြလေကုန်၏မြားစွာကုန်သောယန်းတို့ဝိထုပြီး၏